နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာစစ်တပ်ကငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက်လူတန်းငွေအနည်းဆုံးအမေရိကန်ဒေါ်လာ55ဒသမ8တန်းရရှိထားပြီးတော့နိုင်ငံတော်မှာရှိတဲ့ပြည်သူလူထုအပေါ်မှာကျူးလွန်နေမှုများအထွတ်စစ်စရေးအထောက်ပံ့ဖြစ်နိုင်တယ်လို့ Justice for Myanmar JFM ကသတိပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလျင်ဘေးအနယ်ကူညီကယ်ဆယ်ရေးအတွက်ကုမ္ပဏီများကလူတန်းငွေအနည်းဆုံးအမေရိကန်ဒေါ်လာ55ဒသမ8တန်းဟာ အမှန်တကယ်မှာစစ်ကောင်စီအုပ်စုကကျူးလွန်လျက်ရှိတယ်။နိုင်ငံတကာရာဇဝတ်မှုများတဲ့နိုင်ငံတော်ဝန်မှာရှိတဲ့ပြည်သူလူထုအပေါ်မှာကျူးလွန်နေမှုများအထွတ်အထောက်ပံ့ဖြစ်သွားနိုင်တယ်လို့ပြောဆိုထားပါတယ်။မြန်မာနိုင်ငံရဲ့အင်းဒီချင်းနိုင်ငံများကိုလှုပ်ခတ်ခဲ့တယ်။ပြင်းအား9.9မက်ဂနီကျူးရှိတဲ့ဖြတ်အားပြင်းငလျင်ကြီးအပြီးမှာ စစ်အုပ်စုဟာနိုင်ငံတကာကုမ္ပဏီများနဲ့မြန်မာခရိုနီများထံကနေပြီးတော့အလူငွေများကိုတောင်းခံခဲ့တယ်လို့သိရပါဗျ။နိုင်ငံဆောင်ကအလူရှင်များကစစ်တပ်ထိန်းချုပ်ထားတဲ့လမ်းကြောင်းများကနေတဆင်အလူငွေများကိုပေးအပ်ခဲ့ကြပြီးတော့အဲ့ဒီအလူရှင်တွေထဲမှာဂျပန်နိုင်ငံရဲ့နာမည်ကြီးကုမ္ပဏီလက်လီဖြန့်ဖြူးရေးကုမ္ပဏီကြီး Aeron တရုတ်စီးပွားရေးလုပ်ငန်းစုကြီး CITIC Group နဲ့ China National Petroleum Corporation CNPC တို့လည်းပါဝင်တယ်လို့သိရပါဗျ။ Aeron 1% Club Foundation က ဧပြီလ၂ရက်နေ့မှာယွမ်10မီလီယံအမေရိကန်ဒေါ်လာ9000တန်ဖိုးရှိတယ်။ကုညီကန်ဆယ်ရေးပစ္စည်းများကိုတိုချုံမြို့မှာရှိတဲ့စစ်အုပ်စုထိန်းချုပ်ထားတဲ့မြန်မာတန်ယုံထံကိုလှူဒန်းခဲ့တယ်လို့သိရပါတယ်။ကုမ္ပဏီမပုံတဲ့အချက်လက်များအရအေရွန်ဟာမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများစွာကိုလုပ်ကံပြီးတော့လက်ရှိအချိန်မှာလဲ အသက်ဝင်နေစေဖြစ်တယ်လို့သိရပါတယ်။အငင်းပွားပွဲတရုတ်မြန်မာရေနံနဲ့တဘာဝတန်းဝေးပိုက်လိုင်းကိုလုတ်ကင်နေတဲ့ CNPC ကုမ္ပဏီဟာ April 10ရက်နေ့မှာစစ်ကောင်စီထိန်းချုပ်ထားတဲ့မန္တလေးအစိုးရထံကို American Dollar 5000ကိုလှူဒန်းခဲ့တယ်လို့သိရပါတယ်။ April 10ရက်နေ့မှာစစ်ကောင်စီအုပ်စုကကျင်းပခဲ့တဲ့အခမ်းအနားတစ်ခုမှာမြန်မာခရိုနီများကအများဆုံးလှူဒန်းမှုများပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။မြန်မာခရိုနီများနဲ့စီးပွားရေးမိဖက်များဟာဝေကျပ်တန်းပေါင်း 104ဘီလီယံစစ်ကောင်စီအုပ်စုရဲ့ငွေလဲနှုန်းနဲ့တွက်ချက်ပါကအမေရိကန်ဒေါ်လာ49.8မီလီယံငွေသားနဲ့နောက်ထပ်ကြက်တန်းပေါင်း12.4ဘီလီယံအမေရိကန်ဒေါ်လာ9.6မီလီယံတန်ဖိုးရှိတဲ့ထောက်ပံ့ရေးပစ္စည်းများကိုမင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုရဲ့ရေးပါတဲ့ပုံကူများထံကိုဓာတ်ရိုက်လှူဒန်းခဲ့ကြတယ်လို့သိရပါတယ် Justice for Myanmar ကဖော်ထုတ်ခဲ့တဲ့အလှူရှင်များထဲမှာကမ္ဘောဇာဘဏ်ကဇော်လင်းအောင်၊ရွှေတောင်အုပ်စုကအောင်စုံနိုင် IGE အုပ်စုကနေအောင် Max အုပ်စုကစောစော CB ဘန်ကခင်မောင်အေးအောင်မြင်သူအုပ်စုကလှမျိုးနဲ့ Super Seven Star အုပ်စုကမြင်းစောတိန်းတို့ပါဝင်တယ်လို့သိရပါတယ်အဲ့ဒီအလူရှင်များဟာမင်းအွန်လိုင်းလက်မှတ်ရေးထိုးထားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေါင်းစည်းနဲ့ဂုံပြုလက်မှတ်များကိုရရှိခဲ့တယ်လို့သိရပါတယ်ငွေကျပ်1ဘီလီယံအမေရိကန်ဒေါ်လာ၄သိန်း8600လှူဒန်းခဲ့တဲ့စစ်လက်နက်ပွဲစားထူးအုပ်စုရဲ့လူမှုကွန်ရက်မှာတင်ခဲ့တဲ့